အားလုံးတာလီစားပါကိုဂျမန်ကြီးနေတော့ကြောင့်ပြောတာလေးကိုနားထောင်မယ်ဒီနေ့နေတော့ဘယ်လိုပုံဘယ်ပုံဘယ်ဘယ်ကနေနေတော့ဖြစ်လာတာလေးဆိုတော့ကိုဂျမန်ကြီးပြပြတာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်လည်းတို့နားထောင်ကြည့်မယ်ပါပါတဲ့ကျွန်တော်တို့ဒါတနိုင်ငံလုံးတော်မျိုးချစ်တဲ့မင်းသားပေါ့နော်တော်မျိုးဟိုအရင်ချိန်တော့ပြောတာပါအခုချိန်တော့မဟုတ်တော့ပါဘူးအရင်ချိန်တော့တော်မျိုးချစ်တဲ့ မင်းသားတယောက်ပေါ့နော်ဒါမင်းသား academy ဒါကိုနီကိုတိုးပေါ့နော်ဒါကိုနီကိုနီကိုတိုးလို့ခေါ်တာပဲကောင်းတယ်ပေါ့ကိုနီကိုတိုးနဲ့ပတ်သက်ပြီးတော့မှဒါသူတို့ခိုင်မှာဇာတိကလည်းတမျိုးတည်းဖြစ်တယ်မောင်ကျွန်းသားဩကိုကျမကြီးနားကတမျိုးတည်းပေါ့မောင်ကဒီပေါ့နော်ဒါတမျိုးတည်းဖြစ်တယ်တမျိုးတည်းဖြစ်တဲ့အခါကျတော့ तू ဒါမင်းသားဖြစ်ပေါ်လာပုံလေးရယ်မင်းသားဖြစ်ဖို့အတွက်ဒါကျွန်တော်တို့ ဒီရခိုင်ပြည်သူပြည်သားတွေကသူ့ကိုဒီလိုနေရာရောက်အောင်အထိဘယ်လောက်ထိအားပေးပံ့ပိုးကူညီခဲ့လဲဆိုတဲ့ဟာလေးလည်းနည်းနည်းပြောပြပေးပါဦးသိချင်တာဗောကိုကျမကြီးရဲ့ပြောပြပြောပြပြောပြသိချင်တယ်ဒါတွေကသိချင်တယ်လားကြားပြီးဟုတ်အဲခုနကဗောနော်ခုနကဟိုဇလန်းနံပါတ်တွေဗောကျွန်တော်မသိဘူးညာနောက်ပြီးတော့အဲ့ဒီတည်းမှာပါတဲ့တခြားတခြားတော့ဗောနော်မင်းသားတော့မင်းသမီးတော့ အဲ့ဒါတွေကတော့ကျွန်တော်မပြောလို့ဗျာโอเคဒီလည်းမသိကြဘူးအဲဒီကောင်လေးဘာလို့လို့ဟိုအရင်တော့ကဟိုအာနာတိန်းစာတုန်းကဆန္ဒပြပွဲတွေမှာပဲပါပါအခုဒီဟိုမှာပဲတရုတ်ဆောင်လို့လို့စိတ်ဝင်စားဘူးဗျာဒီကောင်စိတ်ဝင်စားဘူးဒါပေမဲ့ကျွန်တော်ဘာနည်းနည်းလေးချော့ဖြစ်သွားလဲဆိုတော့နေတူပေါ့နေတူပါဖြစ်လဲဟိုသူဘာလို့ဒီဇလန်းမှာ ပါနေရတလဲပေါ့နော်ပါမှာပေါ့ဒီဇလမ်းမှာပါမှာပေါ့နေတော့ကဘယ်လိုပြောမလဲအနေစားချောင်ပေါ်အတွက်နေတော့ကဒီဇလမ်းကိုရိုက်တာကျွန်တော်ကအဲ့လိုပဲမြင်တယ်အဲ့ဒါနည်းနည်းလေးချော့ဖြစ်သွားတယ်ဟိုကျွန်တော်ကျွန်တော်ကိုကျွန်တော်စဉ်းစားမိတာလည်းအများကြီးဖြစ်သွားတယ်ဗျ။ Okay ။ဟိုသူ့အနေနဲ့ပေါ့နော်။သူ့အနေနဲ့ ဒီမြန်မာပြည်ရဲ့လက်ရှိအခြေအနေပေါ့နော်ဟုတ်ကဲ့သူ့ကိုအားပေးတဲ့ပြိသက်ပေါ့နော်음သူ့သူ့အားပေးတဲ့ပြိသက်တွေရောနောက်ပြီးတော့သူ့ရဲ့လူမျိုးပေါ့နော်ရခိုင်လူမျိုးကိုရောပေါ့နော်ဒီအချိန်မှာသူဘာလောက်တာလဲပေါ့ဘာလောက်တာလဲဟုတ်တယ်အမြဲတမ်းတယ်တစ်ဖက်တစ်ဖက်ကဗျာသူဟိုမရိုက်ရှင်ဘူးဟို မရရှင်ဘူးဗျာလက်ချောင်လို့ရတယ်ဗျာလက်ချောင်လို့ရရသားနဲ့ဘာလို့မချောင်တာလဲဘောနော်ဒါဟုတ်တယ်ချောင်လို့ရတယ်နေတော့ချောင်လို့ရတယ်ဒီစကားကမရရှင်ဘူးဆိုရင်ချောင်ချောင်လို့ရတာနင်းလိုက်တယ်အများကြီးရှိတယ်ဒါသူသူလေးတည်တယ်အဲ့ဒါကိုပြောစရာမလိုတာနော်ဆက်နောက်ထောင်မယ်ဟုတ်သူကုန်တဲ့ကွာဒီအကြီးကိုရိုက်ရှင်တာလားဗော ရိုက်ရှင်လို့ရိုက်တာလားပေါ့နော်ရိုက်ရှင်လို့ရိုက်တာပေါ့ဟိုကျွန်တော်လည်းရထားလို့ဒီအောင်လည်းနည်းနည်းစဉ်းစားနည်းနည်းလေးဟိုကဖြစ်သွားပါတော့ဟုတ်ဒီလိုပဲအခေါ်ချမရှိလို့မဟုတ်ဘူးကျွန်တော်တို့လည်းအဲ့လိုပဲသူကဘယ်လိုပြောမလဲအနေစားချောင်ဖို့အတွက်လောက်တာဖြစ်မယ်လို့ကျွန်တော်ယူဆတယ်ဒါဒါကျွန်တော်ရဲ့ personal အတွင်းတော့ တော့ပြန်စစ်စားကြည့်တော့ဟာဒီကောင်မမိုက်ပေါ့တကယ်တော့ဒါဒီကောင်ရိုက်ခတ်ဟိုပေါ့ရိုက်ရှင်လို့ရိုက်တယ်ဆိုရင်တော့မမိုက်ဘူးနော်တော်တော်လေးကိုမမိုက်တာဟုတ်နောက်ပြီးတော့ကျွန်တော်တို့ရခိုင်လူမျိုးတွေတည်းကနေပြီးတော့အဲ့လိုမြင်သာချားတယ်ဗျာတော်တော်ချားတာပေါ့နော်ကျွန်တော်တို့ဟိုဒီကောင်တွေနဲ့စပြီးတော့အဲ့လို ်ဘယ်သားလုံးတတ်မှာဆိုတဲ့အချိန်တော့အိတ်မရှိဟိုရှိတော့ရှိတယ်တရောင်နှစ်ယောက်ပေါ့အဲ့ဒါလေးကလည်းတကယ်နိုင်ငံကျော်အောင်မြင်တဲ့ဟာမျိုးမဟုတ်ဘူးနော်โอเคဟိုရခိုင်လူမျိုးတရောင်နေတဲ့မင်းသားဇမားကြီးမှာပေါ့နော်အဲ့လိုอือဟွပေါ်ထုံးပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့อือဟို ရခိုင်မျိုးတွေပဲလုတ်ပေးခဲ့ကြတာတွေအများကြီးပါဒါအတာတွေရောဘောနော်အဲ့လိုမီတိုဘာတွေဘာတွေလုတ်ဘာတွေလုတ်ပေးခလန်နေတွေ့ကုန်တွေ့အောင်မြင်ဖို့အတွက်ဘာတို့တွေရောစံညူးကြီးတဲ့လူတွေရောဟိုနောက်ဆုံးအဲ့လိုဟိုရိုက်ကွင်းတွေမှာရိုက်ကိုကောင်းမောင်းပေးတဲ့လူကအဆပါဘောလို့ထိကြိုက်ဖနာကန်ကအဆပါဘောလို့ရခိုင်တွေပဲလုတ်ပေးခဲ့ကြတာပေါ့အဲ့တော့ညော အဲ့ဒါတွေကိုတော့မှသူမငဲ့ပဲနဲ့မလားလို့သလားပေါ့နော်ဒီအချိန်မှာပေါ့ဒါကတော့ကျွန်တော်တို့ကျွန်တော်ဟိုတော်ဝေးအမြင်နဲ့ပြောပြောတာနော်ဒါမှမဟုတ်လည်းသူအဲ့ဒါလည်းဂရင်းမဆိုင်ဘူးဗျာမဆိုင်ပဲနဲ့အဲ့လိုဒီစစ်တပ်ကခိုင်းတာဟိုပဲလှုပ်တာလားပေါ့အပီလှုပ်တာလားပေါ့ပီလှုပ်တာပေါ့အာနဆာရှောင်းပေါ့အတွက်အပီလှုပ်တာပေါ့ တော်တော်ရှော့ဖြစ်တယ်ဗျာဟုတ်ဟာအဲဒီဆန္ဒကိုကိုပြောတဲ့အထက်မှာကိုဂျပန်ပြောတဲ့အထက်မှာပါတာဗောနော်အဒီဟိုဘောအဲရခိုင်မင်းသားတယောက်ကျွန်တော်တို့နိုင်ငံမှာပေါ်ထွန်းစေခြင်းတယ်ဗောနော်ပေါ်ထွန်းစေခြင်းတဲ့ဆန္ဒကြောင့်ဒါရခိုင်လူမျိုးတွေကပဲဝိုင်းပြီးတော့မှဒီမင်းသားနိုင်ငံကျော်ပါစေအကယ်ဒမီအများကြီးရတဲ့မင်းသားတယောက်ဗောနော်ဒါပြည်သူတဲဆွဲ မင်းသားတယောက်ဖြစ်အောင်လို့ဆိုပြီးတော့မှဝိုင်းပြီးတော့ဒါဖြစ်စေခြင်းတဲ့ဆန္ဒတွေရခိုင်လူမျိုးတွေမှာရှိတယ်ဆိုတော့ကျွန်တော်တို့ဥပမာနိုင်ငံရေးမှာဆိုလို့ရှိရင်ဒီကျွန်တော်တို့အုပ်ချုပ်ရေးပိုင်းမှာဆိုလို့ရှိရင်ဗမာလူမျိုးကြီးဝါဒဆိုတာရှိတယ်။ပြီးတော့ကျွန်တော်တို့ဒါစစ်တပ်ထဲမှာဆိုလို့ရှိရင်ဗမာလူမျိုးကြီးဝါဒရှိတယ်။ဟိုရခိုင်ဗိုလ်ချုပ်တို့ရခိုင်ဗိုလ်ချုပ်ကြီးတို့ဆိုတာကဟိုချီတော့ရှိတယ်ဒါပေမဲ့ရှားတယ် ဗမာတွေကပဲအချိန်နှံလို့ရှိရင်ဒါနေရာယူသွားကြတာပေါ့နော်ကရင်ကရင်ဗိုလ်ချုပ်တို့ဘာလို့ဆိုလို့ရှိရင်လည်းရှိခဲ့မှုတွေရှားတယ်ပေါ့အဲလိုချင်းလို့ဘာလို့အဲလိုအများကြီးပေါ့နော်အဲ့တော့ရခိုင်ဟိုမှာကြတော့ကျွန်တော်တို့အမှုပညာတိုင်းဝိုင်းမှာကောအဗမာလူမျိုးကြီးဟာကရှိခဲ့လားပေါ့နော်ရှိတယ်ဗျရှိတယ်ရှိတာပေါ့ရှိတာပေါ့ဖိနေခိုင်တယ်အများကြီးလောက်ခဲ့တာလေရှိတယ်လို့ ကျွန်တော်တို့တွေစပြီးတော့အဲ့လိုဟိုဟိုဒီကောင်ဘောဒီကောင်ကိုမင်းသားတင်ပြီးမင်းသားရိုက်မယ်ဆိုတဲ့အချိန်မှာဟိုနေရာမပေးကြဘူးလေနေရာမပေးဘူးဘောနေရာမပေးဘူးဒီလိုပဲဟိုနင်းချလို့ရနင်းချပလိုက်မှာဒါမဲ့ဒီလိုတော့နင်းကြည့်တယ်ဘောနင်းကြည့်တော့တော့အဝမ်းဝါလဲအဲ့လိုဟိုကောင်းလာတယ်ပေါ့အဲသူသူကိုနိုင်ကူကလည်းအဲ့လိုအနုပညာ ဟိုဟိုပါမီပါလို့ပြောအဲ့ဒါတွေဖြစ်လာတဲ့ခါတင်းလို့မရတော့ဘူးလုံးလုံးကန်လို့မရတော့ဘူးဆိုမှလှုပ်ပစ်လိုက်တာအဲ့ဖြစ်သွားတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ဖြစ်သွားတာပေါ့နော် အရင်တော့ရရတော့ရရရရတော့ဖိတာလားဖိတာအဲ့ဒါအားကြတော့ဟိုဒီတခြားနေရာတွေတော့ထားလိုက်ပြအဲ့ဒီရုပ်ရှင်လောကမှာနေရှိတာအတိုင်းသားတွေဟာတွေပေါ့အဲ့တော့တိုင်းရင်းသားတို့လူမျိုးကြတို့အဲ့လိုပေါ့နောက်ပိုင်းတော့နည်းနည်းလေးအဲ့လို ေ့လည်းပြောင်းလာတယ်လည်းပါမှာပေါ့နော်အဲ့လိုတိုင်းရသားတွေကမင်းသားတွေပေါ်လာတယ်အဲ့လိုလူမျိုးသားတွေကမင်းသားလေးတွေပေါ်လာဒီလိုပေါ့ဟုတ်ဟုတ်ရှိတယ်ရှိတယ်ဖိနှက်ခံတာအများကြီးရှိတယ်မင်းသားလည်းမဟုတ်ဘူးဒီလိုပြည်သူတာမလူပေါ့ဗျာပြောမှဆိုတာတာမလူမျိုးတာမလူတွေလည်းရှိတယ်အာသူတို့ရန်ကုန်ရောက်ရင်ဖိနှက်ခံရတာအများကြီးရှိတယ်ရခိုင်တွေအခုလေးဒီတိုင်းပဲရှိတယ်အများကြီးရှိတယ် ါတူးကိုဆိုလို့ရှိရင်ဒါဆောနာကင်မရာမတိုင်ခင်မှာအခုကတော့တကယ်ကင်မရာနဲ့တည့်ပြီးတော့မေးလိုက်တဲ့အချိန်မှာဒါတော်တော်လေးဒါစိတ်ဟိုသူကိုနေကိုထိုးပေါ်မှာပေါ့နော်စိတ်ဟိုဖြစ်နေတဲ့သဘောလေးစိတ်တော်တော်ဒါဟိုဖြစ်နေတဲ့သဘောစိတ်ထိခိုက်တဲ့သဘောလေးတွေတော့တွေ့နေရတာပေါ့နော်တွေ့နေရတဲ့ခါကျတော့ဒါဆောနာကင်မရာမတိုင်ခင်တော့အကိုကိုဂျပန်ပြောပြတဲ့ဟာပေါ့နော်မင်းသားဖြစ်ဖို့အတွက်ဓာတ်ပုံကိုကင်ပြီးတော့တော့မှာပဲဒါလိုက်ပြီးတော့မှာ ပြခဲ့ရတယ်ဆိုတော့ရခိုင်လူမျိုးတွေရဲ့ပံ့ပိုးမှုပေါ့နော်ဟုတ်ဒီလောက်ထိရှိခဲ့တယ်ပေါ့နော်အပြော့ပြရေတော့ကင်မရာနောက်ဘက်မှာပြော့ပြရေးမှာဒီလောက်ထိရှိခဲ့တယ်ရှိခဲ့တဲ့ဟာမှာအခုခေတ်သမိုင်းကိုဒုံဆိုင်ကြသူများဆိုတော့ဒီဝါရဖြန့်ဇကားမှာကြတော့သူကဆရာဝန်နေရာကနေပြုတ်ဆောင်ပြီးတော့မှကျွန်တော်တို့တော်လန်ရေးကိုဒါထိထိတော်လန်ရေးနေမို့ဘောနော်တော်လန်ရေးမှာမှဒါအအောင်မြင်ဆုံးဆိုလို့ရှိရင်ဒါအာရခတ်တော်အေအေလို့တော့ ြောလို့ရတယ်ပေါ့နော်အရကားတော့အေးရဲ့လောက်ရက်တွေကလည်းမမှန်ဘူးပေါ့နော်ဆိုတော့ပုံစံမျိုးသူသူပြောရတဲ့အထဲမှာဒါတက်ဖွဲ့ဆိုတာထုတ်မပြောတာဘုံထောင်တာမင်းတို့တော်လိုင်းရေးလားဆိုတော့ဟုတ်တယ်ဟုတ်တယ်ဘုံထောင်တာမင်းတို့တော်လိုင်းရေးလားဟုတ်ပါပြီတော်လိုင်းကဘုံထောင်တယ်ထားပါအောင်မင်းတို့စကစကမရေကိုလေချမ်းကားနေပဲဘုံချေအပြင်းပြေသူတွေကပြတ်သက်တယ်လေဖိုင်းတယ် အများကြီးရှိတယ်ဒါတော့ပြောစရာတော့မလိုဘူးလူတိုင်းတည်တယ်ဒါဝါရဖျက်ရုပ်ရှင်ဆိုတာလူတိုင်းတည်တယ်ဒါကိုတခြားရခိုင်တွေကဒီလိုပြောလို့နာရှင်နဲ့နာမယ်ဟုတ်တော့ဒါမဲ့လူမျိုးရဲ့လူမျိုးရဲ့ဘာသာရဲ့ဘာသာရဲ့တော်လာရဲ့ဟာတော်လာရဲ့နိုင်ငံရဲ့ဟာနိုင်ငံရဲ့အပိုင်းပိုင်းခွဲခြားဖို့တော့နားလေဖို့လိုတယ် ဒါဒီဇာကဟာဆိုရင်ဝါဒဖြန့်တသက်ကိုလောက်ထတာဖြစ်တယ်ဒီဇာကဟာမျိုးပြောတဲ့ဟာကမင်းတို့ဒေါ်လာကြီးကဆောက်တလွဲပါလို့ပြောလိုက်တာကိုเนาะဒါ तू တိတ်ကျုံပြီးတော့ပြောလိုက်တဲ့အထက်မှာပါသွားတာပေါ့ဒါနဲ့ပတ်သက်လို့ပေါ့ तू လူမျိုးပေါ်မှာဘလို့စိတ်တဘောတာရှိလေပေါ့နော်အရင်တော့ကရောဒီလိုမျိုးရှိခဲ့လာအခုမှဒါရခိုင်လူမျိုးတွေရဲ့မျက်နှာကိုဒါကျွန်တော်ပြောရမယ်ဆိုရင်ဟိုတဲ့တဲ့ကြီးတယ် ညနာကိုတက်တဲ့ကြည့်ရဘာလို့ကိုကြည့်ရဒရင်းနဲ့ထွေးကိုကြည့်လိုက်တဲ့ပုံနံမျိုးတက်တဲ့ကြည့်ပြီးတော့မှဒရင်းနဲ့ထွေးရဲ့ပုံနံတော့ကျွန်တော်တို့ကသွားပြီးတော့မှမြင်မိတယ်ပေါ့နော်သူတွေမဟုတ်ပါဘူးဂျန်တဲ့ကောင်တွေလည်းဒီတိုင်းပါပဲမြင်းမြတ်တို့နေဝင်းတို့ပါတို့ဒီတိုင်းပဲစီဒီယာလောက်ပါလို့ကောင်းလုံးအကောင်းလုံးပဲဒီဒီဇက်ကထဲမှာပါတဲ့လူတွေဆိုအကောင်းလုံးပဲနေတော့တယောက်တည်းကိုပြောနေတာမဟုတ်ဘူးအကောင်းလုံးပဲဒါအောင်နားလေဖို့လုပ်တယ်ဆိုင်းမိုးကြီးကြိုင်ပြီးပြောခဲ့တယ်ပြီးတော့ စီဒီယန်ចောင်းဆရာမတွေကိုတွေ့တဲ့အခါជူးလေးတို့မိမင်းမို့တို့တွေ့တဲ့အခါကျတော့နင်တို့စီဒီယန်မလုပ်ဘူးလားတို့ဘာလို့ဆိုပြီးတော့မှမေးဒီမေးခွန်းမျိုးကိုဒီ dialogue ကိုဒီရိုက်ခွင်းမှာပြောထွက်တဲ့កောင်မျိုးတွေပေါ့เนาะအဲ့တော့ဒါကတော့ထားလိုက်ပေါ့အကိုလည်းစိတ်ဝင်စားဘူးပေါ့เนาะဟိုကျွန်တော်စိတ်ဝင်စားတာကတော့ဒါရခိုင်လူမျိုးချင်းနဲ့ဖြစ်တဲ့မင်းသားတယောက်ပေါ့เนาะအဲ့တော့ तू ရခိုင်လူမျိုးတွေပေါ်မှာဒီလိုမျိုးလောက်တာနဲ့ပတ်သက်ပြီးတော့ဒါချစ်တက်ကရန်တိုက်ပေးတဲ့ ပုံစံမျိုးလဲဒါတစ်ဖက်ကအကောင်းအကောင်းမြင်မယ်ဆိုရင်ပြောရအောင်နော်အကောင်းဘက်ကတွေးမယ်ဆိုရင်တော့ဘယ်လိုပြောမလဲဗျာသူတို့ကချိုင်းတာလားဆိုရင်ချိုင်းတာပြီဆင်းရဲလားဆိုရင်မဆင်းရဲတော့ဘူးစားနေတောင်းနေအချင်းနေဗျာပိဿာနေကလည်းအများကြီးဆူထားပြီးပြီသူတို့အခုရှိမှဒါတွေထားလို့လဲပြည်သူအမုန်းခံမယ်ကိုကောင်းစားဖို့အတွက်အဲ့လိုပဲလမ်းတွေကိုရွေးရှိကြတာတော့ကျွန်တော်တို့ကျွန်တော်အစိတ်ထံတော့မြင်တယ်ဒါပေမဲ့ နေတို့ကိုချစ်တဲ့သူတွေကတော့ကျွန်တော်ကိုကျွန်တော်ပြောတာကိုနားလည်ချင်မှနားလည်မယ်ကျွန်တော်ကလည်းရှိပါတယ်နေတို့ရခိုင်တရားအနေနဲ့ရှိတယ်အခုလေးရှိတယ်နားလည်ရှိတယ်ဒါပေမဲ့သူ့လောက်ရကမှားလည်နေဆိုတာကိုကျွန်တော်ကထောက်ပြနေတာဖြစ်တယ်စစ်တပ်ကလူထုနဲ့နေတို့နဲ့ရခိုင်လူထုကိုရတိုက်ပေးတာပဲဒါပေမဲ့ရတိုက်ပေးခြင်းမခံအောင်ကိုပြောလို့ရှောင်လို့လည်းရတယ်ရတယ်ရတယ်လေရှောင်လို့ရတာပေါ့တိတ်ကိုရတာ ဒါဟုတ်ပဲချောင်းမှဆိုချောင်းလို့ရတယ်ပြအဲရတယ်ချောင်းမှဆိုဒီကောင်းနေတဲ့ချောင်းလို့ရတယ်ဗျာဟိုခုနကဂိုရင်းကပြောတဲ့အမှာရှစ်မှာဟိုသူကအရင်တော့ဒီကျွန်တော်တို့ဒီရခိုင်လူမျိုးနဲ့ပတ်သက်ပြီးတော့ဟိုဖြစ်ပါတယ်ကောင်းကောင်းပါတယ်ကျွန်တော်တီးတလောက်ပေါ့ကောင်းပါတယ်ကောင်းပါတယ်ဟိုကိုတီတီကြကြကြီးတာတချို့ကိစ္စတွေ ဘာတွေလုပ်တယ်ဘာတွေကင်တယ်ဆိုတာကအတိကျတာမသိတာပဲရှိတယ်။ကောင်းခဲ့ပါတယ်။အဲအဲဒီကတော့ကျွန်တော်ဒီလောက်မှပဲရကောင်းခဲ့ပါတယ်။ဟိုကိုကိုဒေတာပေါ့ရခိုင်ဒေတာရခိုင်လူမျိုးအတွက်လည်းကောင်းခဲ့ပါတယ်။ကောင်းခဲ့တယ်ဟုတ်တယ်ကောင်းခွေတယ်သူလည်းတစ်ဖက်တစ်လမ်းကကိုရင်ခင်မယ်ဆိုတာကိုကျွန်တော်လေးသိတယ်ဒါပေမဲ့အခုလိုအမွန်ခံပြီးအာဝါတာဖြန်ကားတယ်ရိပ်ပေးတာဆိုတော့ ဘယ်သူကမှလက်မခံဘူးလေဒါကတော့เนาะဟုတ်တယ်တော့ဒါကတော့ဘယ်သူကမှလက်မခံရတဲ့အကြောင်းတရားတစ်ခုဖြစ်တယ်ဒါပေမဲ့အခုအချိန်မှာဒီကောဘာဖြစ်တာလဲဘောနော်ဘာဖြစ်တာလဲကောဟုတ်တယ်လေဘာဖြစ်တာလဲโอเคမေးစမ်းလေတဘွားဟိုဟိုသူ့ဟိုတဘွားစိတ်ကဟိုဟိုဓာမူပြီးတော့လောက်ခိုင်းတဲ့ပုံစံမျိုးလား အချက်စဉ်းစားကြည့်တာပေါ့နော်အခုသူ့ရဲ့ဖြစ်တဲ့ပုံစံအားကြတော့သူဒီသူ့ကိုအောက်ပေးတဲ့မော်ဒီကပြိသက်တွေပြိသက်တွေပြီးတော့သူ့ရဲ့လူမျိုးရခိုင်လူမျိုးပေါ့နော်ဒီလိုအချိန်မှာသူနဲ့စစ်တပ်ကနေပြီးတော့တဲပေးလိုက်တာလားပေါ့နော်ခုနကဟောပါပြောတော့အကောင် တေပေးတာဗောတေပေးတာဒါလည်းသူတည်ရလေဒီလိုရရင်ဒီလိုဖြစ်လာမယ်ဆိုတော့ तू ကကြိုပြီးတွေးထားပြီးသားဒါကမှ तू လက်ခံပဲရိုက်တာဆက်ဆင်းလေးပဲဆက်ဆင်းလေးပဲဒါဘာမှချုပ်စရာအကြောင်းမရှိဘူးဆက်ပြတ်နေစရာလည်းမလိုဘူးဒါတည်းဗောလူတိုင်းတည်တယ်လူတိုင်းနားလည်တယ်ဒါမဲ့ network ကိုရှစ်တဲ့အခုရှင်နေရှစ်နေရှစ်နေတော့ရှစ်တယ်မှန်တယ်ရှစ်လို့ရတယ်ရှစ် ကိုပါစနဲ့ကိုပါစနဲ့အကောလာလခနဲ့ကောလာလခအဲ့ဒါရှစ်လို့ရတယ်ရှစ်လို့ရတယ်ဘာမှဖြစ်ဘူးဒါပေမဲ့နိုင်ငံရဲ့အတွေ့အကြုံနိုင်ငံရဲ့အယူဆဒါပြည်သူလူထုရဲ့တရားအနေနဲ့ကြည့်မယ်ဆိုရင်စစ်တပ်ကလုံးတာအကျုံဒါအခုရိတ်နေတဲ့ဇက်ကလည်းဝါဒဖြန်းဇက်ကဖြစ်တဲ့အတွက်နဲ့နေတပ်ပံဝင်လည်းဖြစ်တဲ့နေတော့လက်ခံပြီးရိတ်တဲ့အတွက်နဲ့အခုလိုပြောနေတာဖြစ်တယ်ဒါကနားလည်းဘောလို့ရတယ်တိထားဘောလည်းလို့ရတယ် ွဲကတွေးကြည့်တော့โอเคဒါမှမဟုတ်ဘယ်သူကိုနဲ့ကွာကိုဟိုလူလူရှင်နဲ့ကိုငါတည်းဒီဇလမ်းမပါဘဒါပြောမယ်ဒါရိုက်မယ်ပေါ့သူရဲ့ဥပညာနဲ့အဲ့လိုပုံစံများလားပေါ့အဲ့လိုဆိုရင်တော့ဟိုဟိုကျွန်တော်အနေနဲ့ပြောတော့ဒီကောတွားပြီပေါ့နော်တော်တော်လေးကိုဟိုမှားတဲ့လိုရတစ်ခုလုံးမိပြီးတော့ကျွန်တော်ကတော့ ဲ့တယ်။ဘာဖြစ်လို့ဆိုရင်ဒီကောင်က idea ကောင်းတယ်ဗျ။ idea ကောင်းတယ်တယောက်ဆောင်ကောင်းတယ်။ကောင်းတယ်ကောင်းတဲ့ခါကျတော့သူ့ရဲ့တယောက်ဆောင်ပညာနဲ့ပေါ့နော်။ဒီကျွန်တော်ရဲ့ဒီမြန်မာနိုင်ငံမြန်မာပြည်ကပြည်သူတွေကိုကိုအစိတ်အစိတ်မခတ်စေခြင်းဘူးအစိတ်မမီးစေခြင်းဘူးလို့ညာအခုသူသူရိုက်တဲ့ဇလန်းကဒီစစ်တပ်ကလုံးမဲ့ ဒီအတူရောက်ရွေးကောက်ပွဲအတွက်သူရိုက်တဲ့ဇက်လန်းလေအဲ့ဟုတ်တယ်လေအတူရောက်အတူရောက်ရွေးကောက်ပွဲပေါ့ဒါဟိုဝရဖြတ်ဇက်ကားတဲ့ထောက်เสียမှာမဟုတ်လို့လားသူတို့မင်းစင်မယ်သူတို့လုံးမယ်သူတို့ပဲနိုင်မယ်ဒါအကောင်လုံးတီးဝိတာအဲ့ဒါအကောင်လုံးတီးတဲ့ဟာအရာတွေဘလောက်ပဲမေးဝင်ပြန်ယူစေဘလောက်ပဲတိုင်းရင်းသားပါတီဖြစ်ဖြစ်ဘေးပါတီအဝဝပြန်ဝပြန်သူတို့ပဲနိုင်ပါ ဒါတကဆက်ဆင်းလင်းလင်းပဲဒါပြုတ်စရာကိုမလိုတာဒါနိုင်ငံရဲ့အကြောင်းတစန်းတစန်းတစန်းနားလေတဲ့သူတွေဆိုရင်ဒါတွေကိုသိရဒါပေမဲ့ပါစနယ်အရာတော့မဟုတ်ဘူးနော်ဒါပါစနယ်ကပြောနေမှာမဟုတ်ဘူးဒါကတော့နိုင်ငံရဲ့အကြောင်းတွေနဲ့တိတ်ဆိုင်နေလို့နိုင်ငံရဲ့အကြောင်းတွေနဲ့ထိပြောရတာဖြစ်တယ်ဒါနားလေဘောလို့လဲတိထားဘောလို့လဲဒါဘောဘယ်သူမှအပြစ်ပြောလို့မရဘူး ကျွန်တော်ပြောနေတာဆိုတော့ကျွန်တော်ကိုလည်းအပြည့်ပြုံးလို့အပြည့်ပြုံးလို့မရဘူး။ငါဆရာကြီးလည်းဆိုဆရာကြီးလည်းမဟုတ်ဘူးထောက်ပြနေတာ။ဟုတ်တော့ဒါကိုနားလည်ဖို့လိုတယ်တီထားဖို့လိုတယ်။သူရိုက်လိုက်တဲ့ဇလတခုပေါ့နော်။သူ့ရဲ့အမှုပညာတခုကြောင့်ပြည်သူတွေကဒုက္ခရောက်နေပါအစမှာထပ်ပြီးတော့ဒုက္ခနှစ်ထပ်ကိုတန်တရားလည်မဲ့ဟာမျိုးဟိုဖြစ်သွားစေတာပေါ့ဗျာ။ဟုတ်။တေချာတာပေါ့ဗျာ။ ဒါပြေသူတို့ပြမဆွေရိုးရိုးရှင်းရှင်းလေးပဲခိတ်စကားနဲ့ခိတ်စကားအရာပြောမယ်ဂျမ်းထေးတာပဲဗျာပြေသူတို့ဂျမ်းထေးတာဟုတ်တော့အတော့ပညာရှင်အတော့ပညာရှင်တွေကိုအခုတ်တူလို့ပြီးမောင်းအောင်လည်းကဂျမ်းထေးသွားတာဒါရောအတော့ပညာရှင်တွေတည်တယ်နားလဲနားလဲတယ်ဒါပေမဲ့အဲ့ဒါနားလဲတာကိုပဲသူတို့ကလက်ခံပြီးရိတ်နေတာဝါနာဖြန့်ကားကိုရိတ်နေတာသူတို့ပဲအဲ့ဒါဒါကိုကွေးကွေးပြပြ တိဖို့လိုတယ်ဘသူဘသူကိုမှလည်းထိခိုက်နေတာကိုပြောနေတာမဟုတ်ဘူးအာဒါတွေကဥနောက်ရှိရင်စဉ်းစားလို့ရတယ်လူတိုင်းမှာဥနောက်ရှိတယ်ဒါကိုစဉ်းစားသင့်တယ်